မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကို မကောင်းတဲ့အမောင်ဘေးရောဂါဓာတ်တွေပေါ့မကောင်းတဲ့ပပဓာတ်တွေကိုအိမ်လေးရနေပြီးတော့လက်ထုတ်ပြရတဲ့ဝါးစိနေတဲ့ပစ္စည်းအကြောင်းကိုကျွန်တော်ကနေပြီးတော့ဝေးမျှပေးမှဖြစ်ပါတယ်မိမိတို့အိမ်မှာမိသားစုဝင်နေပေါ့နော်တယောက်ပြီးတယောက်ကိုလူကဖျားလိုက်ဒီလူကနေမကောင်းဖြစ်လိုက်ဒီလူနေမကောင်းဖြစ်လို့မှမကြသေးဘူးနောက်တစ်ယောက်ကထပ်ဖြစ်လိုက်ခဏခဏကျန်းမာရေးတွေညံ့နေကြတာတချောင်ချောင်ဖြစ်နေကြတာပြီးရင်နောက်တစ်ခုက ိမ်မှာရှိတဲ့မိသားစုကလေတယောက်နဲ့တယောက်ဉာဏ်ချင်းဆိုင်ကုန်မရဘူးဉာဏ်ချင်းဆိုင်လိုက်ပြီဆိုတဲ့စကားဒီမြအာအကြီးနဲ့အငယ်နဲ့မတက်အဲ့အိမ်နေပူနေအိမ်နေစုနေပါတယ်ဆိုရင်လည်းပဲဒီအမောက်ပြောကတက်တယ်ကိုလည်းရှိရှိတယ်လို့ပြောလို့ရတာပေါ့လေအဲ့ဒီအမောက်ပြောကတက်တယ်ဆိုရင်လည်းပဲအိမ်နေရနေပြီးတော့အိမ်ပြုံထွက်သွားအောင်လို့တက်စီဂျီဂျီဘွာစိတ်တီတက်စီနဲ့ပြဲထုတ်လို့ရပါတယ်ထို့တူပဲကိုယ့်အိမ်ကိုကိုမလာစေခြင်းနဲ့ဧည့်သည်တွေပါတယ်မရောက်လာစေခြင်းလည်းဒီဒီပဲစီနဲ့ပြဲထုတ်လို့ရပါတယ် ထို့သူပဲကိုယ့်ကိုဒုက္ခပေးမဲ့သူတွေကိုယ့်အိမ်ကိုရောက်မလာအောင်လည်းပဲဒီဒီပြည့်စည်နဲ့တည့်ထုတ်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့အဖတ်စိအမေတင်ကပြောပြခဲ့တဲ့ဝါစိနေဒီပြည့်စည်ရဲ့အာနိသင်လေးတွေဖြစ်ပါတယ်အဲ့တော့ဝါစိနေဒီပြည့်စည်လောက်ဖို့အရာပထမဦးဆုံးကျွန်တော်တို့ဒီလိုမတ်တက်ဒီပြည့်စည်အသေးလေးတစ်ချောင်းလိုပါတယ်မတ်တက်ဒီပြည့်စည်အသေးလေးတစ်ချောင်းပေါ့နော်ဒီလိုအသေးလေးတစ်ချောင်းလိုပါတယ်အဲ့တော့အဲ့ဒီပြည့်စည်ရဲ့အနောက်ကလက်ကင်ရိုးနေရာပေါ့လက်ကင်ရိုးနေရာမှာ အဝါတို့တကန့်အစိမ့်တို့တကန့်အနီတို့တကန့်အဲ့ဒါသင်္ဘောသေးလေးနဲ့တုပ်လိုက်ပါ။ဟွာစိမ့်နီပေါ့နော်။အဝါတကန့်အစိမ့်တကန့်အနီတကန့်တုပ်ပါ။ပြီးရင်ကျွန်တော်တို့ဒီတပြက်စီးရဲ့အနောက်မှာကျွန်တော်အပေါက်ကလေးပါတယ်။အဲ့ဒီအပေါက်ကိုကျွန်တော်လုံအောင်ပိတ်ရပါမယ်။အဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ရင်တော့တက်သားဆို့ပေါ့။တက်သားနဲ့ဆို့လေးလုပ်ပြီးတော့ဒီအနောက်ကနေပြီးတော့ရိုက်ထည့်ပြီးတော့အဲ့ဒီအပေါက်ကိုလုံအောင်ပိတ်ပလိုက်ပါ။ဒီဝါးကိုကွဲသွားလို့မရပါဘူးဒီအပေါက်လုံမရမှာပေါ့နော်ဒီအပေါက်ကိုတော့လုံအောင်ပိတ်ရမယ်နောက်ကစို့နေ ကြိုက်ပြီးပိတ်ပြပါအဲ့တော့အဲ့ဒါဆိုရင်တော့ဒီအနောက်ကိုလည်းလုံအောင်ပိတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါဝါစိမ့်နေတဲ့ပြည်စီကြပါပြီအဲ့တော့ဒီပြည်စီနဲ့ကျွန်တော်တို့အိမ်မှာရှိတဲ့မကောင်းတဲ့အမှောင်ပြောကတဲ့ဒီကိုလှည့်ထုတ်ပါမယ်လှည့်တဲ့အခါမှာကျွန်တော်တို့ညနေနေဝင်ချိန်ပေါ့အဲ့နေဝင်ချိန်ကိုလှည့်ရပါမယ်အခုဒီလားဒီမှာဆိုရင်ညနေနေဝင်ချိန်ဟာ6:40မိနစ်40နောက်ပိုင်းဟာဒါနေဝင်ချိန်မှာပဲ6:40မိနစ်40နောက်ပိုင်းဆိုရင်နေဝင်ပြီ အဲ့တော့အဲ့လိုအချိန်မှာကျွန်တော်လှဲပါမယ်အဲ့ဒီ6နာရီမိနစ်40ရဲ့နောက်ပိုင်းကိုကျွန်တော်တို့အမင်္ဂလာချိန်လို့ခေါ်တာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့မကောင်းတဲ့ဓာတ်တွေကိုလှဲထုတ်ပါမယ်ငါတို့အိမ်မှာမကောင်းတဲ့ဓာတ်တွေမကောင်းတဲ့အမှောက်မယောဂါတွေရှိရင်ထွက်သွားထွက်သွားဆိုပြီးတော့လှဲထုတ်ပါလဲတဲ့ကမှာကြမ်းမြင်ကိုထီပြီးလဲရမှာမဟုတ်ပါဘူးလေထဲမှာတည်းမြဲဒီပြစီတဲတဲ့ပုံစံဟန်ပြုတ်ပြီးတော့အမိုက်တွေကိုအပြင်ကိုလေထဲကနေလက်ထုတ်ပြရမှာဖြစ်ပါတယ်မကောင်းတဲ့အမှောက်ပြောကအမိုက်တွေကိုပေါ့လက်ထုတ်ပြရမှာ ထို့တူပဲအိမ်မှာရှိတဲ့တယောက်ကညနေဘက်တွေဆိုရင်ပုံမှန်ခေါင်းတွေကြိုက်တယ်ခေါင်းတွေမူးတယ်ကိုလက်တွေမအီမသာဖြစ်တယ်ကျမကြီးကတချောင်ချောင်ဖြစ်တယ်အာဆေးတွေသွားစစ်တော့လဲဆေးတွေသွားကူတော့လဲပဲယောဂါရှာမင်းအားဟုညနေပိုင်းဆိုရင်ပုံမှန်ဖြားနေပြီနေမကောင်းဖြစ်နေပြီဆိုရင်လဲအဲ့လူကိုကျွန်တော်တို့နော်ပက်လက်လှန်ခိုင်းလိုက်ဒီအစောကကျွန်တော်ပြောတဲ့အချိန်ပေါ့6နာရီမိနစ်40နောက်ပိုင်းမှာပေါ့သူအညာဆောင်ပပလေးတွေအပေါ်ကနေခြုံမိလိုက် ခေါင်းမူပါချုံရမယ်နော်ခေါင်းမှာကျွန်တော်လုံအောင်ချုံရမယ်ပြီးရင်အဲ့ဒီအပေါ်ကနေပြီးတော့အောက်ခြေပြားကြီးကိုဒီလိုတင်လိုက်လဲချမယ်သူ့တော့ထိပြရမလို့နော်အပေါ်ကပဲလဲမယ်နော်ရှက်လဲတာပေါ့ဘောကနေပြီးတော့အဲ့တော့ဘာနေသမီးဘယ်သူပေါ့ဒါမှမဟုတ်လဲဘာနေသားဘယ်သူပေါ့သူ့မှာရှိတဲ့အမှောင်ပြောကားတွေမကောင်းတဲ့ယောဂဝေဒနာတွေစံပါရဲ့အညံ့တွေထွက်သွားသူပြီးတော့မှအပေါ်ကတော့ကိုဒီမျိုးလက်ထုတ်ပေးရပါမယ်ဒီအိတ်ဘောက်ဘောက်ကိုပေါ့လက်ပြရမယ်ငါးဖွင့်ပြီးလက်ထုတ်ပေးအဲ့လိုမျိုးမကောင်းတဲ့တက်တွေကိုလက်ထုတ်ပြရပါမယ်အဲ့လိုပဲ ကိုမလာသေးခြင်းနဲ့ဧည့်သည်ကိုအိမ်ကိုမရောက်လာသေးခြင်းဘူးပေါ့နော်ကိုမလာသေးခြင်းနဲ့လူကိုအိမ်ကိုမလာသေးခြင်းကိုမရောက်လာသေးခြင်းဆိုရင်လေသူ့ရဲ့မျက်နှာကိုပုံအောင်ပုံအာယုံပြုပြီးတော့မှသူ့ကိုတက်စီနဲ့တက်ထုတ်ရတယ်ငါတို့အိမ်ကိုမလာခဲ့နဲ့နေငါတို့အိမ်ကိုမလာခဲ့နဲ့ဆိုပြီးတော့အဲသူ့မျက်နှာကိုစိတ်ထဲမှာပေါ်ပြီးတော့နေတဲ့အနေနဲ့တော့လမ်းပေါ်ကကိုလှည့်ထုတ်ပြရပါတယ်အဲ့တော့ညာရှိသူတို့တော့မှာအဲ့တော့ဒီဒီပြစီနဲ့ပတ်သက်ပြီးတော့ထူးခြားမှုလေးတစ်ခုကျွန်တော်ပြအောင်မယ်တစ်ခါတော့ကကြာပါပြီ၄၅ခွန်းနှစ်လောက်တော့ရှိပြီ တင်းတော့စီကိုဒီလက်ပံလာဘက်ကပေါ့နော်လက်ပံလာဘက်ကမိသားစုတို့ရောက်လာတယ်ចောင်းစီယာမိသားစုအဲ့တော့သူတို့မိသားစုဟာသူတို့ရဲ့အိတ်ချင်းအိမ်နဲ့လုံးဝမတည့်ဘူးအဲ့တော့ချင်းအင်ကတယောက်ကသူတို့ပြောပုံရပေါ့နော်ဟိုဘာပညာညာပညာလေးတက်တယ်ပေါ့ဘာပညာညာပညာလေးတက်တဲ့အခါကျတော့အဲ့တော့သူတို့အိမ်ဟိုးတဲ့ဟိုဟာနဲ့ပြစ်လိုက်ဒီဟာနဲ့ပြစ်လိုက်အင်းနဲ့ပြစ်လိုက်အဲ့လိုလေလာပြစ်တယ်လို့ပြောတာပေါ့သူတို့သူတို့ပြောစကားကိုပြောတာနော်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်တော့ ဲ့တော့ဒါလေးလုပ်ပြီးတော့ဒီလီဗရီစင်းနဲ့လှဲကြည့်ပါလားကျွန်တော်ပြောလိုက်တယ်။အဲ့တော့ तू ကအိမ်ရောက်တဲ့အခါမှာ तू လှဲတယ်ပေါ့။လှဲတော့တကယ်မှာ သူတို့မိသားစုတွေနောင်ချိုရောက်တဲ့အချိန်မှာနောင်ချိုမှာအဲ့လိုပေါ့ဒီဆရာတယောက်ကြီးရောက်သွားတယ်ပေါ့သူတို့နောင်ချိုမှာအဲ့လိုမျိုးအထက်လမ်းနဲ့ပတ်သက်တဲ့ဆရာတယောက်ကြီးရောက်သွားတဲ့အချိန်မှာအဲ့ဒီမှာသူတို့ရဲ့အကြောင်းကိုအဲ့မတယောက်ကိုဝင်ပူးပြီးတော့ပြောတယ်ပေါ့နော် သူတို့မိသားစုကိုဒီပြည့်စည်မလဲဖို့ပြောပြပါပေါ့ เนาะသူတို့ကအဲ့လိုတရားစီလျှဲတိုင်းမှာသူခင်ဗျာခံနေရပါတယ်ဆိုတဲ့အကြောင်းအဲ့ဒါဝင်ပြီးတော့ပြောတယ်လို့ကျွန်တော်ဖုံးဆက်ပြီးတော့အဲ့ဒီကြောက်စရာမီတာဆိုကျွန်တော်လှမ်းပြောတယ်ဟာဆရာတရားစီကအရင်ဆွမ်းလာပဲပေါ့အဲ့လိုမျိုးသူတို့အဲ့လိုအိမ်ဘက်ကဘွားတော်ကတော့အဲ့လိုပြီးတော့ဟိုတရားကိုဝင်ပူးပြီးတော့ပြောတယ်ဆိုတဲ့အကြောင်းသူတို့ကျွန်တော်တို့ပြောပြခဲ့မှုပါတယ်ပေါ့နော်အဲ့တော့အမှောင်ပြောကတက်တယ်ကိုလည်းနိုင်တာပေါ့ဗျာလှုပ်ကြည့်ပေါ့အဲ့တော့သူတို့လှုပ်ချခဲ့တဲ့ဖြစ်စဉ်မှန်လားမှားလားတော့မသိဘူးသူတို့ပြောပြတာတော့အဲ့တိုင်းပြောပြခဲ့မှုပါတယ်ပေါ့နော် ဲ့တော့ဘွာစိမ့်နေတဲ့ပစ္စည်းလေးကိုလောက်အရင်တုံးမှာညာရှိတယ်လို့တုံးမှာဒါတော့အဘဆရာကြီးမင်းသိန်းကကျွန်တော်တို့ပြောပြခဲ့မှုတဲ့ပင်ပြခဲ့မှုတဲ့ဘွာစိမ့်နေတဲ့ပစ္စည်းအကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအိမ်မှာတခြားတော့ဆောင်းထားနေတာပေါ့နော်တခုရှိတာကသူကတော့လေထဲမှာပဲလေရပါတယ်ကြမ်းညင်ကိုလုံးဝမလေရပါဘူးเนาะပြီးရင်တော့တင့်တွေကနေရာလေးတစ်နေရာမှာတိတ်နာပေါ့ဒါလေးကိုเนาะ